န်ရီတိုင်းတွင်ရှိအေပူပေါင်းတက်တွေနဲ့တိုက်ပွဲတွေတွင်စစ်ကောင်မရှင်တက်တွေထိခိုက်သေးဆုံးမှုတွေများပြီးစေကူတမှုမလုံလောက်တဲ့အတွက်ရန်ကုန်ကိုပို့ဆောင်နေရတယ်လို့သိရှိရပါတယ်။တာပေါင်းရေကြီးလေးမျက်နာတို့မှစစ်ကောင်မရှင်နဲ့အေတော်လိုင်းပူပေါင်းတက်တို့နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေပြီးဒဏ်ရာရစစ်ကောင်မရှင်တက်တွေကိုပသိမ်မဆရလေးမှ စေကူတဖို့အလုံးရင်းနဲ့ပြန်လည်ခေါ်ဆောင်လာရတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါတယ်။ လေးမျက်နှာဘက်မှာနှိမ့်စင်တိုက်ပွဲရှိတဲ့ကြားပါရယ်စစ်ကောင်းတွေကအင်အားပြည့်တက်သွားလိုက်လူနာတွေပြန်ခေါ်ဆင်းလာလိုက်နဲ့လေးမျက်နှာကိုအကူအတန်းရှိတယ်လို့လေးမျက်နှာဒေတာကန်တူက ARD Times ကိုပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာ23ရက်နေ့ကလေးမျက်နှာမြို့နယ်တိုက်ပွဲတွေတွင်ကနေစစ်တုံးအမိုးအုပ်ကားကြီး14စီးလောက်ပြန်ဆင်းလာပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဘက်ကတေဆုံးနဲ့ထိခိုက်ဒဏ်ရာရသူတွေကိုပြန်လည်ခေါ်ဆောင်လာတာဖြစ်တယ်လို့လည်းသိရပါရယ် ဒဏ်ရာပြင်းထန်တဲ့စစ်ကောင်မရှင်တပ်ဖွဲ့တွေကိုခြေတန်းခြေဆိုင်ဆေးတက်ရင်တွေဖွဲ့ပြီးကုသရတဲ့အထိအချိန်နေစိုးနေကကုသမှုမလုံလောက်တဲ့သူတွေကိုပသိန်စစ်မြေပြင်ဆေးတက်ရင်မဆရလေးကိုခေါ်ဆောင်လာကကုသနေတာပါခြေတန်းမှာဆေးတက်အထိုင်ထားကကုသနေပေမဲ့ဆေးဝါးသွေးနဲ့ဆေးဝါးကျွမ်းကျင်သူတွေမရှိတာကြောင့်ပသိန်ကိုခေါ်ဆောင်ကအဲ့ဒီကတဆင့်ရန်ကုန်ကိုပို့နေရတာလည်းဖြစ်ပါတယ် အရာရှိတပ်ဖွဲ့ဝင်အများစုကိုလည်းရန်ကုန်မင်္ဂလာရုံစစ်ဆေးရုံထိပို့ဆောင်ပေးနေရတယ်လို့သတင်းရင်းမြစ်တွေစီကသိရှိရပါတယ်။စစ်ကူအင်အားလိုအပ်ချက်ကြောင့်ပြည်သူစစ်မှုရန်ဥပဒေနဲ့တင်နန်းတက်နေတဲ့တင်နန်းသားအစ်တွေကိုရက်30 45ရက်စသဖြင့်ရက်တိုတင်နန်းပေးကရှေ့တန်းကိုပို့ဆောင်နေတယ်လို့သိရပါတယ်။စခတာ6တိုင်စီ9တတက9တို့မှာစစ်တင်နန်းပေးနေတဲ့အထက်ကတင်နန်းသားအစ်တွေကို စစ်မြေပြင်ကိုအဓိကပို့နေပြီးအခြားတိုင်းဒေသကြီးတွေရဲ့အခြေဆိုင်တရင်တွေက ထုံနှုတ်တပ်တွေကိုပါခေါ်ယူအင်အားဖြည့်နေရတယ်လို့ပသိမ်သတင်းထူတက်ဖွဲ့စီကသိရှိရပါတယ်။အရာရီတိုင်းပသိမ်မြို့ခြေဆိုင်နောက်တောင်တိုင်းစစ်ဌာနချုပ်မှာနိုဝင်ဘာ29ရက်နေ့ကအေတပ်ဖွဲ့ဝင်၉ဦးနဲ့ PDF 6ဦးစုစုပေါင်း15ဦးအလင်းဝင်ရောက်လာတဲ့အတွက်ကြိုဆိုတဲ့ခန်းနာကိုပြုလုပ်ခဲ့တယ်လို့ဆိုပြီး စစ်ကောင်စီထိန်းချုပ်တရင်ကြတွေမှာဝါရဖြန့်မှုတွေပြုလုပ်နေပါတယ်။အလင်းဝင်ရောက်လာသူ15ဦးကမောင်းပြန်ရိုင်ဖယ်2လက်လက်ပစ်ပုံးတစ်လုံးပေးရခဲ့ပြီးတိုင်းဝင်ကြီးချုပ်နဲ့စစ်တိုင်းမှုတို့ကဂုံပြုစုငွေပေးရကခံဝင်လက်မှတ်ထိုးပြီးမိဘတွေစီပြန်အပ်ခဲ့တယ်လို့စစ်တပ်ပိုင်းမီဒီယာတွေကဖော်ပြထားပါတယ်။ဒီလိုပွဲတွေကသူတို့အမြဲလုံးနေကြပဲလေ PDF ဆိုလဲဘယ်တရင်ကဘယ်မျိုးကစစ်တပ်မှအလင်းဝင်တာလဲတေချာတဲ့ထုတ်ပြန်တာမျိုးမရှိပါဘူးလို့စစ်တပ်နဲ့နီးစပ်သူတူက ARD Times ကိုပြောပါရယ်။မြင်းပြောင်းမျိုးနယ်၊ကြောက်တော်မျိုးနယ်၊ပုံနှကျုံမျိုးနယ်၊တန်တွဲမျိုးနယ်နဲ့ကွာမျိုးနယ်တို့ကအေးတက်ဖွဲ့ဝင်အမျိုးသား၉ဦးနဲ့မဟုပင်မျိုးနယ်၊လေးမျက်နှာမျိုးနယ်၊ဇလွန်မျိုးနယ်၊ကြံငင်းမျိုးနယ်နဲ့ရေကြီးမျိုးနယ်တို့က PDF ဖွဲ့ဝင်အမျိုးသား၆ဦးတို့ဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်။ လက်ရှိမှာ AR တိုင်းရှိတာမောင်းမြို့နယ်နဲ့လေးမျက်နှာမြို့နယ်တွေမှာစစ်တပ်နဲ့အာရခတပ်တော် A ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်မရှင်စီအလင်းဝင်ရောက်မှုနဲ့ပတ်သက်ပြီးတွန်လိုင်းအင်အားစုတွေဘက်ကသတင်းထုတ်ပြန်ထားတာမရှိဘူးလို့သိရှိရပါတယ်။ ARD တိုင်းအင်ကပူမြို့နယ်ရဲ့ရှိမြေပြင်ထောက်ပို့လုံးနေသူကရဲဘော်တူရဲ့ဇနီးကိုခိုးယူကလက်နက်နဲ့တကွာစစ်ကောင်မရှင်ထံပူးပေါင်းသွားတယ်လို့သတင်းရရှိပါရယ် တွန်လင်းတပ်ဖွဲ့မှမြေပြင်ထောက်ပို့လုပ်နေတဲ့အင်ကပူမျိုးနယ်ကတွန်လင်းဆိုသူဟာပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့ကစစ်ကောင်မရှင်တက်ရဲ့ကွင်းကောက်တတကငားကိုတွားရောက်ပူပေါင်းသွားတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။တော်လေးကအင်ကပူမျိုးနယ်ကမြေပြင်ထောက်ပို့လုပ်နေတဲ့သူလက်ရှိတင်နန်းတက်နေတဲ့ရဲဘော်တယောက်ရဲ့မိမကိုလည်းခိုးသွားတယ်။ပစ္စတိုတလက်လည်းယူသွားပြီးတတကငားတဲ့ကိုပူပေါင်းသွားတယ်လို့အင်ကူမျိုးနယ်ပကဖတာဝန်ရှိသူတို့က ARD Times ကိုပြောပါရယ်။ အဲ့ဒီထောက်ပို့ဆိုသူဟာစစ်ကော်မရှင်တက်တဲ့ပူပေါင်းပြီးမြို့နယ်ပကဖစခန်းကိုလမ်းပြမှုကြောင့်စစ်ကြောင်းထိုးစီးနှင်ခံရတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်စစ်ကော်မရှင်တက်ဟာနိုဝင်ဘာ၁၈ရက်နေ့ညကလည်းတွန်လိုင်းတပ်ဖွဲ့တွေတရှိနိုင်တဲ့နေရာတွေကိုရန်တမ်းပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်။ဒါကြောင့်တောလေးနဲ့ဆက်ဆက်ရှိသူတွေအနေနဲ့ကြိုးတင်ရှောင်ရှားနိုင်ဖို့နဲ့စခန်းတည်နေရာတွေကို သိရှိထားတဲ့အတွက် ကြိုတင်တည်ထားကြဖို့မြို့နယ်ပကဖကအတိပေးပြောဆိုထားပါတယ်အေရီတိုင်းပသိမ်အစိုးရနည်းပညာထက်တန်းကျောင်းဝန်တွင်နိုဝင်ဘာ16ရက်နေ့ကကျောင်းသားနှစ်ဦးစကားများရန်ဖြစ်ရာမှာအထူးခံရသူကျောင်းသားဟောင်းမှအသက်အန္တရာယ်ဆိုးရိမ်နေရတယ်လို့အထူးခံရသူနဲ့ယင်းသူတွေစီကသိရပါဗျ ဖြစ်စဉ်မှာကိုရီးလျောက်ကျူးလွန်ခံရသူចောင်းသားဟောင်းဟာပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ပသိမ်ဆေးရုံကတဆင့်ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ဆေးကုသမှုခံယူနေရပါတယ်။ထို့နဲ့ခံရမှုကြောင့်အုံနောက်သွေးယိုမှုနှာခေါင်းယိုကျိုး၊လက်ပင်ယိုကျိုးစတဲ့ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီးဒီနေ့ထိ သတိလစ်နေဆဲဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်တငယ်ချင်းကသူ့ចောင်းဟောင်းကចောင်းမှာအမှတ်စင်းသွားထုတ်တယ်။အဲ့ဒီမှာတတိယနှစ်ចောင်းသားရဲ့ရီစာဟောင်းအចောင်းကိုစလိုက်တယ်။ အဲ့ဒါကိုစိတ်ဆိုးသွားပြီးတော့တိုင်နဲ့ခေါင်းညှက်ကန်လိုက်တာအသေးသက်မယ်ဆိုပြီးအောက်ထပ်မှာဒုတ်သွားယူတော့မှလူတွေသိကုန်တယ်ပသိန်ဆေးုံပိုကရင်က3လစ်တာဒီနေ့ထိပဲလို့ဆေးုံတက်နေရသူရဲ့တငယ်ချင်းက AR Times ကိုပြောပါရယ်ကိုရီးလက်အောင်ကျူးလွန်ခဲ့သူတတိယနှစ်ကျောင်းသားကိုဖြစ်စဉ်ဖြစ်ပွားပြီးနောက်နိုဝင်ဘာ20ရက်နေ့မှာ Yes ခန်းကဖမ်းဆီးသွားပြီးကျောင်းဘက်ကနေလဲကျောင်းနှစ်နှစ်နာဖို့အရေးယူခံထားရတယ်လို့သိရပါရယ် လက်ရှိမှာစစ်ကောင်မရှင်လောက်ရှိထက်တန်းကျောင်းတွေပါဝင်အစိုးရနှီးပညာထက်တန်းကျောင်းနဲ့တက္ကသိုလ်ကျောင်းတွေမှာကျောင်းသားတွေကြားစစ်လိပ်ပြီးအရက်တောက်သုံးမှုတွေရှိနေပြီးကျောင်းသားအချင်းချင်းရန်ဖြစ်မှုတွေတိုးပွားလာတယ်လို့အဲ့ဒီကျောင်းတွေစီကစုံစမ်းသိရပါတယ်ရီတိုင်းနဲ့ရခိုင်အစက်ကမြို့နယ်တွေမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်မရှင်ဘက်ကတေဆုံးသူတွေထွက်ပြေးသူတွေနဲ့ အဖမ်းခံရသူတွေရှိတယ်လို့ AA နဲ့မဟာမိတ်တပ်တွေရဲ့ထုတ်ပြန်ပြောဆိုချက်တွေအရသိရပါတယ်။ ERI တိုင်းထဲကလေးမျက်နှာမြို့နယ်နဲ့တာပေါင်းမြို့နယ်အတွင်းစစ်ကောင်မရှင်နဲ့ AA ပူးပေါင်းတပ်တို့တိုက်ပွဲတွေဖြစ်နေတာကြောင့်စစ်ကောင်မရှင်ဖွဲ့ဝင်တွေဟာနေစဉ်နေပါထွက်ပြေးနေကြတယ်လို့သိရပါတယ်။အဲ့ပွဲတဲကနေဒီစစ်သားတွေအစုလိုက်ပြုံးလိုက်ဒီထွက်ပြေးကြတာပေါ့နော်အဲပြီးခဲ့တဲ့တစ်ပတ်ကစစ်သား၄ယောက်နဲ့ဒီလက်နက်တွေနဲ့ထွက်ပြေးလာကြတယ်ဗျအ အဲသူတို့ကလည်းတောလန်းကပြေးတာဆိုတော့ဒီလိုက်ရှာတဲ့သူတွေကဒီတလန်းဆိုတော့လွတ်သွားတယ်ပေါ့နော်လေမျက်နာမျိုးနဲ့ဆက်ဆက်ရွရွာနဲ့ချင်းလက်ကျေးရွာရဲ့အနီးအနားမှာတိုက်ပွဲတွေပြင်းထန်နေခဲ့ပြီးတဲ့နောက်မှာတော့စစ်ကောင်မရှင်ကစစ်ကူရင်အအများများပို့ဆောင်တယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်နေ့တုန်းကလည်းလေမျက်နာမျိုးနဲ့အတွင်းကိုစစ်ကောင်မရှင်က Wine Trail Jet Fighter တွေနဲ့အဆက်မပြတ်ဘုံကျဲတိုက်ခိုက်ခဲ့ပါဗျ။ အော်တိုဘားလ3ရက်နေ့ကနေနိုဝင်ဘာ9ရက်နေ့ထိအေရီတိုင်းတာပေါင်းမြို့နယ်တာပေါင်းလေးကျေးရွာနီဝင်းကျင်နဲ့လေးမျက်နာမြို့နယ်ဆက်ဆက်ယူချင်းလေကျေးရွာနီနာမှာဖြစ်ခဲ့တဲ့တိုက်ပွဲတွေတွင်စစ်ကောင်မရှင်ဘက်ကထွက်ပြေးလာပြီးအရခတက်တော် AAC မှာဖမ်းဆီးခံရသူ20ကျော်နဲ့လက်နက်ချလင်းဝင်ရောက်သူ20ကျော်ထိရှိခဲ့တယ်လို့ AA ကနိုဝင်ဘာ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အေရီမှာတိုက်ပွဲတွေကဖြစ်နေတာပဲ။ဒေါ်လာရဲ့ရဲဘော်အချို့လဲ အသက်ဆုံးရတာတွေရှိပါတယ်။ဒါပေမဲ့စစ်တပ်ဘက်ကတိုက်ဆုံထွက်ပြေးတာများတယ်။အေးဘူပေါင်းတပ်တွေစီအလင်းဝင်လက်နက်ချတဲ့စစ်သားတွေဟာ ခမရ၄ခမရ၅ခမရ၆ခမရ10ခလရ35ခလရ83ညအစရှိတဲ့တမ66လောက်ခံတရင်တွေနဲ့အနောက်တောင်တိုင်းစစ်ဌာနချုပ်ပသိမ်လောက်ခံတရင်တွေဖြစ်ကြတဲ့ခလရ63ခလရ21တရင်တွေကလို့သိရပါရယ် အလင်းဝင်ရောက်လာသူတွေနဲ့ဖမ်းဆီးရမိတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်အားလုံးဒီပါဟာ2025ခုနှစ်အတွင်းအတင်အဓမ္မစစ်မှုရန်ပေါ်တာဆွဲခံရသူတွေဖြစ်ပြီးတချို့ဆိုရင်ဆက်ရှိနဲ့မပြည့်သေးသူတွေနဲ့အထက်တန်းပညာရေးတက်ရောက်နေတဲ့ចောင်းသားတွေဖြစ်တယ်လို့အေအေကဆိုပါတယ်ရွေးကောက်ပွဲလုပ်ဖို့ပြင်ဆင်နေတဲ့စစ်ကောင်မရှင်ဟာပြီးခဲ့တဲ့အောက်တိုဘာ23ရက်နေ့က AR တိုင်းနဲ့ကစပင်ကြီးွာကိုပေါင်900ဘုံးတွေနဲ့ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဂျက်ဖိုက်တာတွေနဲ့ပါပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် 24ဦးထပ်မံနေသေဆုံးခဲ့ပြီးအိုးအိမ်ထိခိုက်ပျက်စီးမှုတွေလည်းရှိခဲ့တာဖြစ်ပါတယ်။